စစ်တပ်အာဏာသိမ်းအောင်ကိုမကြိုက်လို့အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်ချသူအများပြားဟာစစ်ကောင်စီရဲ့အဖမ်းဆီးတွေကြောင်းထိုင်းနိုင်ငံမဲဆောက်မြို့မှာခိုးလုံနေကြရပါတယ်။ AR တိုင်းကြိုက်လက်မြို့စီပင်တာယာရေးအဖွဲ့ကလက်ထောက်အင်ဂျင်နီယာဦးတီဟာဝင်းဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မိသားစုနဲ့အတူမဲဆောက်မြို့ကို2022ခုနှစ်ဩဂုတ်လမှာရောက်လာခဲ့တာပါ။မဲဆောက်မြို့မှာတော့တော်လရင်အင်အားစုတွေနိုင်ငံရေးအတိုင်းဝိုင်းတွေ စီရီယန်တွေအများစုလာရောက်ခုံလုံနေကြပြီးထိုင်းအာဏာပိုင်တွေရဲ့တင်းကျပ်တဲ့အုပ်ချုပ်မှုအောက်မှာအစင်မပြေတဲ့အပြင်ရန်ဖန်ရင်ခါဖမ်းဆီးခံရနိုင်ပါတယ်။မိသားစုဘဝရည်တည်ရေးအတွက်အရင်ကကိုတက်ထားခဲ့တဲ့အသက်ပညာတွေကသူများနိုင်ငံမှာအသုံးမဝင်တော့တယ်လို့ခွန်အားနဲ့လုတ်ကင်ရှာဖွေစားတောက်ကြရတဲ့အထိရုန်းကန်နေကြရတယ်လို့ဦးတီဟာဝင်းကပြောပါတယ်။ဒီရွေးမှာနေတော့အင်ဂျင်နီယာ AE တယောက်အနေနဲ့ခန့်ခန့်ထဲထဲနေခဲ့ပေမဲ့ ဒီဘက်ကိုရောက်တော့ကျွန်တော်ပျံလိုက်လို့တယ်ခါလေးကြရင်ကျွန်တော်ကုံတင်ကုံချတွေလိုက်လို့အခုနောက်ပိုင်းကျတော့ကျွန်တော်အဲ့ဒါတွေမလုံထိုင်တော့ကျွန်တော်ခြံထဲမှာအပင်စိုက်တယ်ဟိုစေးရောက်နေပါတော့ကျွန်တော်တို့အစဟိုဘာလဲရဲကန်းနဲ့နေတယ်ရဲကန်းနဲ့နေလဲသူတို့လှုပ်ရှင်လို့လှုပ်တယ်ဥမာဘယ်အချိန်မထွက်ရဘူးတို့ဥမာည၈နာရီမထွက်ရဘူးတို့ည၉နာရီမထွက်ရဘူးတို့ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကျွန်တော်တို့ချုပ်ချယ်တယ်ပြီးရင်ကျွန်တော်တို့ပျံသွားဆင်းရအောင်ပါပဲ ပြန်စင်းတဲ့ site ထဲကိုလာပြီးမေးမှာအဲ့လိုလုတ်ပိုင်ခွင့်ရှိလို့လားဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့လာဖမ်းလို့ရတယ်ဆိုတော့ဥပဒေတွေသူတို့မှရှိတယ်။ဦးတီဟာဝင်းဟာအသက်46နှစ်ရှိပြီးဝန်ထမ်းလုပ်သက်18နှစ်နဲ့ CDM လုပ်ခဲ့တာဖြစ်ပါတယ်။သူငားနေတဲ့နေရာကမြေကွက်လက်တစ်ခုပေါ်မှာစိုက်ပျိုးသီးနှံတွေဆိုင်ရင်ဇနင်းဖြစ်သူနဲ့အတူအကျော်ရောင်းနေသူတူပါ။ထိုင်းနိုင်ငံထဲမှာနေထိုင်မှုအတွက်အိမ်ငန်းရှာဖွေရတာကအစား။နေ့စဉ်စားသောက်ဖို့၊လစဉ်အိမ်ငန်းငှားကပေးရဖို့ ရဲကက်ချေးပေးဖို့စတာလေးအားလုံးအတွက်ဝင်ငွေရဖို့အလုပ်ရင်းနေလို့မရကြပါဘူးမဲဆောင်းမြို့မှာထိုင်းရဲတွေရဲ့ဖမ်းဆီးခံရတာကြုံခဲ့ရပုံကိုမော်လမြိုင်ကျူးမြို့နယ်ကအနေနဲ့ပြចောင်းဆရာမဒေါ်အေးအေးကပြောပြထားပါတယ်မတို့အိုက်မှာဒီ CDM လေးစုပြီးတော့ဟိုဟင်းချက်ရအောင်မယ့်အချိန်မှာကျမတို့ဈေးထွက်ဝယ်တယ်ဈေးထွက်ဝယ်တဲ့အချိန်မှာဒီထိုင်းရဲတွေကဖမ်းသွားခဲ့တယ်ပေါ့နော်ဘယ်လိုထိုင်းဟိုရုံးဝေရောက်သွားတယ်အဲ့အချိန်မှာကျမတို့ပတ်စံလေးနှစ်ပေါင်းတောင်းတယ်ပေါ့နော် ပေးပေးနိုင်တဲ့အခြေအနေကမရှိဘူးအိမ်ကအချိန်ချင်းဖုံးဆက်ခိုင်းနေကျမတို့မှာဆက်ဆရာလည်းမရှိဘူးအိမ်မှာပေးဆရာလည်းမရှိဘူးပေါ့နော်အဲ့မှာကျမတို့အငိုးတွေအည်ရင်းနဲ့ပြီးတော့ကျမတို့ဆိုရင်တို့လက်ထိတ်ခတ်ထားတယ်လက်ထိတ်ခတ်ထားတဲ့အထဲမှာပြန်မလုပ်ဘူးနှစ်ချက်ဟိုအဲကနေတို့ဖမ်းထားလိုက်တာဘယ်ချိန်မှဗာပြညနေဆောင်းလာပြီညနေဆောင်းလာကျမလည်းအငိုးတွေအည်ရင်းနဲ့ဖြစ်ကုန်အောင်အားနဲ့ပဲဒီဟို6နာရီကျော်လောက်ကြာမှတို့ကဘလောက်နဲ့ဟိုဖြစ်တယ်ဆိုတော့အဲ့ဆိုရင်လည်းဟိုတပေါင်းပေးနိုင်မလားပေါ့နော် နှစ်ယောက်ကိုတယောက်ပန်9000နဲ့ဟိုတပေါင်းပေးနိုင်မလားအဲ့ချိန်မှာကျမတို့ကမိုးကချုပ်လာပြီဖြစ်တဲ့အတွက်အဲ့ဒါနဲ့ဟိုပါလာတဲ့ဆရာမကြီးကလည်းသူ့အစ်တတယောက်ကိုဖုံးဆက်ပြီးတော့အလားလာခေါ်ခိုင်းရတာပေါ့လက်ရှိ CDM လောက်ထားတဲ့ဝန်ထမ်းပေါင်း၄သိန်းကျော်ရှိတယ်လို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၈ရက်နေ့ကကျင်းပတဲ့ CDM ဝန်ထမ်းတွေကိုဂုဏ်ပြုတဲ့အခမ်းအနားမှာ မြူသားညီညွတ်ရေးအစိုးရ NUG ရဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစုကပြောခဲ့ပါတယ်။ အဲ့ဒီ၄သိန်းကျော်ရှိတဲ့ CDN ဝန်ထမ်းတွေအတွက်အပြည့်အဝထောက်ပံ့မပေးနိုင်ခဲ့တဲ့အပေါ်နားလည်ပေးဖို့အတွက်လည်း NGT ရဲ့ယာယီသမ္မတဂျိုဝါလက်ရှိလာကအဲ့ဒီခန်းနာမှာပြောထားပါတယ်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရရက်တန့်သွားဖို့ဆိုရင်ဝန်ထမ်းအလုံး CDN မှာပူးပေါင်းပါဝင်လာဖို့လိုတယ်လို့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရဲ့လက်ထောက်ညွှန်ကြားရေးမှူးရာထူးကနေ CDM လောက်လာတဲ့ဥပြုံးချူအမည်လွှဲကပြောပါတယ်တိုက်တွန်းချင်တာတော့အမှန်တရားကိုအမှန်တရားအတိုင်းသိဖို့ ောက်တစ်ခုကဟိုလူကဟိုဘယ်နေရာမှာဖြစ်ဖြစ်ရှင်သန်မှုကြိုးစားရင်ရှင်သန်နိုင်ကြတာပါပဲအဲ့တော့အဲ့ဒါယူကြောက်ပြီးတော့ကျွန်တော်အကြောက်တရားဆိုမှုတဲ့လူတွေအများကြီးကြံခဲ့တယ်တချို့ဆိုအခုချိန်ကြီးကျွန်တော်တို့တော့နားလည်ပေးပါတော့ဆိုတာမျိုးရရှိတုံးပဲဟိုလိုရင်တော့ကျွန်တော်တို့ပြောလိုက်ပါကျွန်တော်ဘာကူညီပါမယ်ဒါပေမဲ့အဲ့လိုဟာတွေလည်းကျွန်တော်မလိုချင်ဘူးကျွန်တော်ကဟိုဒီလူတွေနဲ့ကိုကိုဆက်ဆံရမှာကိုလည်းတော်တော်လေးကိုဘယ်လိုပြောမလဲစိတ်ထဲမှာ အသိမဖြစ်ဘူးဗျာပြောရရင်ဗျာဟိုတို့ဟိုနည်းနည်းရလို့ပေါ့ငှဲ့ဦးကြီးကဒီပိုက်ကွန်ကြီးကိုတကောင်ချင်းတိုးနေလို့ရတော့ဟလားဘယ်လိုလုပ်ဟိုနည်းဖြစ်မှာလဲတကောင်ကိုွိသွားလိုက်တကောင်ကိုွိသွားလိုက်ဖြစ်မှာပေါ့အားလုံးသာပြိုင်ပြီးတော့လာဒီပိုက်ကွန်ကလွတ်သွားမှာလုံးသက်ရာသူလုတ်ပိုင်ခွင့်နေပြင်အတန်အသင့်စူဆောင်းထားသမျှတွေကိုစွန့်လွတ်ပြီးလက်ရှိမဲဆောင်မြို့မှာလည်းအခက်ခဲကြားကနေထိုင်ရင်းကနေစစ်အာဏာရှင်ပြုတ်ကျရင်မှာအဆုံးအထိပါဝင်သွားမယ်လို့သူတို့ကပြောကြားပါတယ်ရှင်။